မော်လမြိုင်မြို့ရဲ့ချက်တေဆောင်ကျိုက်တန်လန်ဖရာရင်းမြေမော်ရောက်ခိုင်မှာချမ်းသာစေတဲ့အထွေလေးတစ်ခုတို့ညှက်ပေးခြင်းနဲ့ပေါ့ဇွတ်ယူခြင်းနဲ့စွန့်လှူခြင်းမျိုးမျိုးရှိမူလနှစ်ဖြာဆိုတဲ့ပဋိစ္စသမုပ္ပါတရားတွေကအဝိဇ္ဇာနဲ့တဏှာအဝိဇ္ဇာဆိုတာက အမှန်ကိုမသိလို့အလွဲသိတယ်တဏှာဆိုတာကဇွန့်ယူတာအမှန်မသိရှာဇွန့်ယူတာဘယ်ခါမှအေးတော့အမှန်တရားကိုလည်းမသိဘူးဇွန့်ယူချတဲ့အခါရှင်ထဲမှာဘယ်ခါမှမအေးနိုင်သောဒုဋ္ဌာဏပြုတယ်ဌာဏရဲ့အကျိုးတရားတွေကိုတို့ဟောညောင်စင်းလောက်လှူတယ်ညောင်မင်းကြီးလောက်ဇွန့် ဒါဆိုရင်တို့ရဲ့ယင်ထဲမှာနေအိမ်မှုဆိုတာမရှိနိုင်ဒါနာပြုတယ်ဆိုတာကစွန့်ယူဖို့မဟုတ်ဘူးစွန့်လူဖို့အမှန်တိမှစွန့်လူကြလုံးဝအေးမှပေါ့အဲ့ဒီအမှန်တရားကိုမသိလို့စွန့်ယူကြတဲ့အခါဒါနာပြုလိုက်တယ်ဩညောင်စင်းလောက်ညောင်မင်းကြီးလောက်လူချင်းအစင်းလာတာလည်းယူမယ် ုံတကူကြည့်တာလေတကြပြတ်မှလောကီတွေအကုန်လုံးတိမ်ကျုံပြီးတော့စံစားဝပြီးတော့မှနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာကိုလည်းအကုန်ယူမယ်ဆိုတော့လူတာကညောင်စင်းတော့လူတာကမောထမကလောကီလောကုတ္တရာပါအကုန်လုံးယူမှာဆိုတော့ဘလိုလို့အင်းနေနိုင်အတိလဆောက်တည်တယ်တိလရဲ့အချို့တရားတွေကိုဆို ဟောဘာဝနာပွားတယ်မေတ္တာတွေပွားတယ်ဖရာကုံတော်ပွားတယ်တို့ဆိုရှုခြင်းအဲ့ဒါဆိုရင်ဘယ်တော့မှတို့အင်းငိမ့်မှုကိုရှမှလည်းအမှန်မသိရှာဆွယူတာဘယ်ခါမအေးတော့အမှန်သိမှစွန့်လူကြလုံးဝအေးမှပေါ့တို့အေးခြင်းနဲ့ဆိုရင်တော့တို့စွန့်ပြီးတော့ပေးရမယ် ဒွေအတ္တဆိုတဲ့ကိုကျိုးတွေစွန့်အောင်မယ်အတ္တကိုစွန့်လိုက်တာနဲ့တို့ကာမတွေပြည်လာမယ်လိုအင်ကာမတွေပြည်လာအဲ့ဒီတို့ရလာတဲ့လိုအင်ကာမတွေတို့စွန့်လိုက်မယ်ဒါတွေဟာတို့ဝိကမ္မနာနဲ့တို့စွန့်လိုက်တဲ့အခါမှာပထမဇန်ရပထမဇန်တွေကဝိတ္တဝိสารတွေတို့စွန့်လိုက်တော့ပိတိရလာတယ် ုတိယဇံအဲ့ဒီပေတိကိုတို့ဆွန့်လိုက်တော့တတိယဇံရလာမယ်ဒုက္ခကိုဆွန့်လိုက်တော့တို့သဒုဋ္ဌဇံရလာအဲ့မှာရူပဇံ၄ပါအဲ့ဒီရူပသင်ညာကိုတို့တခါဆွန့်လိုက်မယ်ဆွန့်လိုက်တော့အရူပဇံကိုထိုးရမယ်အရူပဇံအစင်းစင်းကိုထိုးဆွန့်လိုက်တဲ့အခါကျမှရုပ် နံရုပ်ဆံတွေနံဆံတွေကိုတို့စွန့်ပြီးတော့និရောဓဆိုတဲ့ငြိမ်းအေးမှုကိုရှာမှာပေါ့ဒါဆိုရင်တို့တကယ်ငြိမ်းအေးခြင်းနဲ့ဆိုရင်တဇတ်တဇတ်စွန့်ဝတ်မှလည်းဘဝနောက်နောက်ဆက်တိုင်းငြိမ်းမှာပေါ့ဒါဆိုရင် စွန့်လွတ်ခြင်းနဲ့စွန့်လှူခြင်းနဲ့ဇွတ်ယူခြင်းနှစ်မျိုး ဘယ်လမ်းကိုရွှေ့မလဲစွန့်လှူတဲ့လမ်းကိုရွှေ့ရင်တော့အင်းငိမ်မှုစီကိုတွေးရအောင်မယ်စွန့်ယူတဲ့လမ်းကိုရွှေ့ရင်တော့ပူလောင်တဲ့ပူလောင်တဲ့ဘဝစီကိုတို့ရောက်ပါမယ်ဒါဆိုရင်မူလနှစ်ဖြာမူလနှစ်ဖြာတွေကအဝိဇ္ဇာနဲ့တဏ္ဏအဝိဇ္ဇာဆိုတဲ့အမှန်မသိမှုကြောင့်တို့တဏ္ဏနဲ့ဇွန့်ယူကြတယ် အခုသူတော်ကောင်းတို့သိလိုက်ပြီအဝိဇ္ဇာကနေဝိဇ္ဇာဉာဏ်ကိုတို့ပြောင်းလိုက်တဲ့အတွက်ကြောင့်ဒုက္ခဆိုတာသိလာတယ်။ဒီလောကလုံးရဲ့ဒုက္ခကို သိလာတဲ့အခါကျတော့ဒီဒုက္ခတွေဟာငါမဟုတ်ဘူးငါအတ္တမဟုတ်ဘူးလို့တခါတည်းစွန့်လိုက်။အဲဒီဒုက္ခကိုတို့စွန့်လိုက်တဲ့အခါကျတော့ဒုက္ခကိုသိလိုက်တော့သမုဒယကိုစွန့်လိုက်တော့ နိရောဓကိဉ္ဇီဘောဒုက္ခကိုတိသမှုရိယကိုဆုံးနိရောဓဉ္ဇီကိန်းပြီးတော့ဉ္ဇီရတော့ဒါဆိုဇွတ်လူယူတဲ့တို့ရဲ့ဝါဒနာတို့ရဲ့ဝတိကိုဖျောက်ပြီးတော့ဆွန့်လူတဲ့စိတ်ဓာတ်ကိုအလုံးမွေးနိုင်ကြပါစေ